ားလုံးပဲမင်္ဂလာညချမ်းလေးပါကျွန်တော်ဒီကနေ့ညတော့စာရေးဆရာဇေနာရှာမညရဲ့အောင်မြတ်တာနဲ့ပုရုဇဉ်အစွဲဆိုတဲ့ဂမ်ဘီယာဇလန်းလေးကိုဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇလန်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe နေထားပြီးဒေနာကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအညာဆောင်ဆိုတာပူရင်လေကြောက်ကွက်မတက်ဘူးသလိုအေးပြီဟေးဆိုရင်လေအယိုးကွက်မတက်ကိုအေးတာ ဒီကြတဲ့အရှိလေကတဏီကုံတဖြူဖြူတိုက်ခတ်နေတော့နှုတ်ခမ်းတွေဆိုပကြားအပ်နေတယ်လို့ဖြစ်နေတာမနဲ့မနဲ့ဆိုလေခက်ခိုက်တုံအောင်ချမ်းတဲ့ဂျားကမှတဲတဲဆင်းပြီးလုံးစရာရှိတာလုံးရသေးတယ်ဗျဒီလိုလုံးမှလည်းထမင်းစားလို့ရမှာကိုအခုလေလေထဲမှာကောက်ရိတ်နေတော့ရွာတဲ့ဘက်ကနေစူညံ့ညံ့အတန်တွေကိုကြားနေရပြီဆဆုကလည်းအဲ့ဒီလိုမျိုးဖြစ်ပြီးဟေးဆိုရင် မနေနိုင်မထိုင်နိုင်သွားကြည့်တတ်တဲ့အမျိုးဗျငငယ်ကလေးက ဆက်ဆက်စုစုနိုင်လုံးတို့မိဘမောင်နှမတွေကမွေးနဲ့မီဖိုးပိန်ကိုမေးပြောက်ပြီးဆက်စုဆက်စုဆိုပြီးအမိတွင်လာခဲ့တာပေါ့ဟေးဆက်စုဟေးကောင်ဘာတော့ဟာငါဒီမှာကောက်ရိတ်နေတာမမြင်ဘူးလားအော်အေးအေးရုတ်တရက်ဆိုတော့ငါမမြင်လို့ပါကွာအမော်တကောနဲ့ငါစီလာတာဘာကိစ္စလဲကွာမင်းစိတ်ဝင်စားနေတဲ့အပြိုကြီးမက်ခစ်မေလေတရဲလူလူတပတ်လူလူဝင်ပူးနေလို့ဟာ မခိမေဆိုတဲ့အတန်ကြောင့်ဆက်စုမျက်နာဆက်ပြီးပြီးဖြစ်သွားပြီးလုံလက်ဆအလုပ်တွေကိုပြချကပစိုးကိုပြင်ဝင်လိုက်တယ်မခိမေဆိုတာကဆက်စုတိတ်တကူကြိတ်ပြီးတော့ချစ်နေရတဲ့သူလေငယ်စဉ်လူပြိုပေါက်ဘဝတွေကမခိမေကို အတေရရအရှင်ရရငန်းငတ်တက်လိုချင်နေတဲ့ဆက်စုကဒီလမ်းမျိုးမျိုးရှာပြီးတော့ပိုးပန်းခဲ့ဘူးတယ်စပင်တရက်လူတရက်ဖြစ်တဲ့အပြင်ဂီတာရှင်လေးလိုကြော်ရှင်းနေတဲ့အချိုးအစားပြေပေါင်းပြီးချစ်စပွဲအရှင်ရှိတဲ့မျက်နှာအသွင်ပြင်တွေကြောင့် မက်ခင်မီကိုကာနာဒါအတော်များများကဆွဲလန်းခဲ့ကြဘူးလေဒါပေမဲ့မက်ခင်မီကဆက်စုတို့လိုလရလရသွားနေတဲ့သူတွေကိုစိတ်ဝင်စားပဲမျိုးပေါ်ကနေဆာလာတင်တဲ့ចောင်းစီယာလီအပေါ်တင်ညွတ်ခဲ့တယ်ဒါကိုသိတဲ့ကာနာဒါတွေကအန်တကြီးကြီးတောက်ထက်ခက်ဖြစ်နေပေမဲ့ဆီယာလီကိုတော့ရံမပြူရဲဘူးဆရာလေးကလည်းမက်ခင်မီကိုမောင်းတဲ့နှမသားနဲ့အမိလိုသဘောထားပြီးတာဝန်ချိန်ပြီးတော့မျိုးကိုပြန်တက်သွားခဲ့တယ် ဘက်ခင်မေလည်းဆရာလေးကိုမှမရရင်ယောက်ျားမอยู่ဘူးဆိုတဲ့စိတ်နဲ့နေလာခဲ့တာအခုဆို90နီးပါးတောင်ရှိတော့ပေါ့ဆက်စုတို့ကတော့မက်ခင်မေအသက်ဘလောက်ကြီးကြီးသူ့မျက်စိထဲမှာ16နှစ်အရွယ်လို့ပဲမြင်နေတယ်လို့ညဘက်မူလာပြီဆိုရင်လေဘက်ဒလင်တလက်နဲ့တီတောင်တီတောင်လုံးလို့အော်အစဲခံရတာလေအချိန်ပေါင်းမနေတယ်လို့ပါရခင်ရတဲ့အချိန်တွေလည်းမရည်တွက်နိုင်တော့ဘူးအခုလဲမက်ခင်မေဆိုတဲ့အတန်ကြောင့် လုံလဆအလုတ်ကိုပြစ်ချကရွာထဲကိုဝင်လာခဲ့လိုက်တယ်ဟင်းဟင်းငါသားကိုဘယ်သူမှလာမထိနဲ့ငါလိုမင်းဆိုမင်းပေါ့မင်းမသားအနာဟုဘယ်ယောက်ျားသားမှကပ်ဖို့စိတ်မကူးလိမ့်နဲ့အိမ်အောက်ကနေကြားလိုက်ရတဲ့မခင်မေအတန်းကြောင့်ဆက်စုတရားမျိုးလုံးပြူသားဖြစ်သွားခဲ့ပြီဟဲ့ရင်စိန်ခင်မေကဘာဖြစ်တာလဲအော်ကိုဆက်စုကလေကျို့တို့လေဘယ်သိမလဲတော့ရုတ်တရက်ကြီးတယောက်ယောက်ဝင်ဘူးတလို့ဝင်စီးတလို့ဖြစ်ပြီးတော့တောင်းညံ့နေတာ အင်းတို့ဟာကမှုတ်သေးပါဘူးခဲစမ်းငါအခြေအနေတက်ကြည့်အောင်မေသူကငါဆိုရင်တော့မမိမှာပါဟဆက်စုတယောက်ခါကော်ရင်မော့ပြီးအိမ်မကိုတက်သွားတဲ့အချိန်အိမ်ရှိကမ်းမှာရွရွကလေးထိုင်နေတဲ့မခင်မီကမျက်ထောင်နီနဲ့လက်ကြည့်ပြီးဟိုငမိုက်သားနေရဘာကြောင့်ငါအိမ်ပေါ်တက်လာရလဲချက်ချင်းစင်းသွားစမ်းမာကျော်ကတ်တန်နေတဲ့မခင်မီရဲ့စကားကြောင့်ဆက်စုတယောက် ဘာလို့လို့လုံးရမှန်းမသိဖြစ်နေပေမဲ့လူတွေရဲ့အရှိမဟန်မပြက်အနေထားကိုရက်လိုက်ရင်ဟေးအခုဝင်ပူးနေရဘူးလေနင်းကဘာလို့ခြင်းလို့လေအေးစကားအရမ်းများတဲ့ကျွန်တပေါက်ငါရဲ့အညက်တော်ရှာခြင်းနေရလားလူတွေကလည်းဟဲ့ကြီးဟန်ကြီးနဲ့ပြောနေတဲ့ဆက်စုကိုကြည့်လိုက်မခိမေကိုကြည့်လိုက်လုံးနေရင်ရှေ့ဆက်ဘာဖြစ်မလဲဆိုတာကိုစောင့်စားနေခဲ့တယ် ေချပြီမကောင်းတဲ့အပမိနေရပဲဖြစ်ရမယ်ဘာကြီးသိန်းတို့အိမ်မှာပရိရိတွေပါလိမရှိဘူးလားဆက်စုစကားကြောင့်မခိမေရဲ့ဖခင်ဖြစ်သူကပရိရိကအိမ်မှာမရှိဘူးဖြစ်နေတာကွဒါပြင်ကျွန်တော်အိမ်မှာရှိတယ်သွားဟုတ်ပေးမယ်ဆက်စုကကမန်ကနန်ပြေးစင်းပြီးအိမ်ကဘုရားကျောင်းဆောင်မှာရှိနေတဲ့ပေးရီပလင်းကိုယူပြီးတော့ပြန်လာတဲ့အချိန်အိမ်ပေါ်မှာတချုံချုံနဲ့ငိုနေတဲ့မခိမေကိုတွေ့လိုက်ရတယ် ။စက်စုလည်းမခင်မေငိုနေတာကိုမကြည့်ရတော့ဘဲလက်ထဲမှာကင်ထားတဲ့ပေးရီပလင်းကိုမခင်မေရဲ့ခေါင်းဘောကနေလောင်းချလိုက်ပါလိ요။ရုတ်တရက်ခေါင်းဘောကနေကြလာတဲ့ရေအေးတွေကြောင့်မခင်မေငိုနေရကနေရုတ်တရက်ဒိတ်သွားခဲ့တယ်။ဟာဟာဟာအခုတော့ဒဲမခံနိုင်တော့ဘူးမလား။ပရိရီအစွမ်းကြောင့်မငိုနိုင်တော့ဘူးမဟုတ်လား။ဆဆုကတယောက်တည်းသဘောရီကြားနေတဲ့အချိန်ထိုင်နေတဲ့မခိမေကယုတ်တည့်ရဲ့မတက်ရက်လိုက်ပြီး ဖျန်းကလေးဆိုကညာဘက်ပါဖို့ကြားလာတဲ့လက်တံကြောင့်ဆက်စုကြောင်တောင်ဖြစ်သွားခဲ့ပြီဟာမရတော့ဘူးသူ့ကိုပရိတ်ရီတောင်မနိုင်တော့ဘူးဆိုပြီးအော်ပါလီရောဆက်စုအော်နေတဲ့အချိန်မခင်မီကချုပ်ချင်းဆိုသလိုအိမ်ငန်းလေးကိုပြေးဝင်သွားခဲ့တယ်ဆက်စုအိမ်ပေါ်ကနေဆင်းခဲ့တော့အိမ်အောက်ကနေကြည့်နေတဲ့ဝင်ထင်ရဲ့စကားကြောင့်ကြောင်အားနဲ့ဆင်းလာတော့ ဟေးကောင်ရမင်းကလုံးလိုက်ရင်စောက်တရဲကြီးပဲလူကြီးလူရှိလေးလည်းကြီးပါဦးငါကဘာကိုကြီးရမှာလဲမခိမေခန်းစားနေရတော့ငါကလက်ပိုက်ပြီးတော့ကြီးမနေနိုင်ဘူးကွာဟာဒီမရေဓာယူနေတော့ဒုက္ခပါပဲကွာမခိမေကမင်းပေးရီသွားယူတဲ့အချိန်ဝင်ပူးနေတာခွာပြီးတော့မေးလဲသွားတာတတိပြန်လာတော့သူအခုလိုဖြစ်တာကိုရှက်ပြီးတော့ငိုနေတာကွာဟာ ဒါဆိုရင်ငါပေးရင်လည်းလောင်လိုက်တဲ့အချိန်ကအေးစောက်တော့လဲကောင်မင်းလောင်လိုက်တဲ့အချိန်ကသူ့ရှက်ပြီးတော့ငိုနေတဲ့အချိန်ကွာဟာတေးပါရဟုတ်ကွာခင်မီတော့ငါ့ကိုစိတ်ဆိုးသွားပြီထင်တယ်မင်းတို့ကငါ့ကိုဘာလို့မပြောကြရလဲအော်ငါတို့ပြောမယ့်အချိန်တော့ရှိလို့လားမင်းတယောက်လည်းပြာခတ်ပြီးအိမ်ပေါ်ကိုပြစ်တက်သွားတာလीမင်းအဲ့ဒီလိုလိုက်ကန်းစိုးမသိတာကြောင့်ဟိုကကြည့်မရတာဝေထိတ်စကားကြောင့်ဆက်စုတယောက် ဖင်ကုန်းလိုက်ခေါင်းကုန်းလိုက်လှုပ်ပြီးတဲတဲဘက်ကိုပြန်ထွက်သွားခဲ့တယ်။နောက်တနေ့လေးလက်ချင်းကိုရောက်တော့ဘက်ခင်မေကိုဝင်ပူးပြန်ရောဒီတစ်ခါမှာတော့ဆက်စုတယောက်အိမ်မကိုမတက်ရဲတော့ပဲအိမ်ရောက်ကနေအရေးချီကိုစောင့်ကြည့်နေခဲ့တယ်။ထောင်ထောင်ပေါင်းပေါင်းကိုလုံးတောင်းတောင်းနဲ့မက်ခင်မေကထမိန်ကိုရညို့အထီဝစ်ပြီးအိမ်မှာရှိတဲ့ပစ္စည်းတွေကိုခြိုက်ခွဲထူထောင်းပါလိရောမက်ခင်မေဖြစ်နေတာကိုမကြည့်ရလို့ဝင်ဆွဲတဲ့အိမ်နီးနားချင်းတွေကတပူပေါက်သူပေါက် ဒူးပြဲသူပြဲဖြစ်အောင်ကြမ်းနေခဲ့တယ်။ငါလိုအမိချမ်းကိုဘယ်ကောင်မှဆွဲရတဲ့လေဟိ။လာဆွဲစမ်းပါ။ဆိုပြီးတော့ပပယ်နေနေអော်ဆဲပါလိရော။ဆဲလို့တောင်းချမ်းလို့ဝါပြီဟိဆိုတော့မှအယုတ်ကျိုးပြတ်တယ်လို့ဘိုင်းငနေပြည်လဲကြသွားတော့မှအိမ်မကိုတက်ခါဆွဲထုတ်ပြီးနှာနဲ့ယူရကြတယ်ဒီလိုနဲ့တရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်နေ့စဉ်ရက်ဆက်ဆုတလို့ဖြစ်လာတော့တက်တီနားလေတဲ့လူကြီးတွေက ဘက်ခိမရဲ့အစွဲကိုကူတာဖို့ဟိုဘက်ရွာကဆရာတယောက်ကို ပေးလာခဲ့တယ်။ဘက်ခိမေကလည်းဆရာပေးလာတဲ့နေဆိုရင် လူကောင်းပကတိဆရာပြန်သွားပြီဆိုတော့မှဝင်ပူးပြီးတောင်းကျမ်းပါလိရောဒီလိုနဲ့နောက်ရက်ဒီမှာဆရာကပြန်ကြအောင်ဆောင်ပြီးတော့ရွာထဲမှာနားနေရောမက်ခင်မေထပြီးတောင်းကျမ်းပြန်နေဆရာကလည်းမက်ခင်မေဝင်ပူးနေပြီဆိုတာနဲ့စေးလွယ်အိတ်ကိုလွဲကအိမ်ဘကိုတက်လာခဲ့တယ် မတိမီလည်းဆရာတက်လာတာအတိရနဲ့ချက်ချင်းစွတ်တယ်လို့မျက်နှာချင်းမဆိုင်တော့ပဲကျော်ပေးလေးရဲ့အနေအထားနဲ့ပါဇက်ကနေပောက်ကရတွေထိုင်ပြုံးနေခဲ့တယ်ဆရာကလည်းဆေးလွှဲအိတ်ကိုဘေးမှအသာချပြီးမတိမီကိုကြည့်ကာအခုဝင်ပုန်းနေတာအဘယ်ပုတ်ကူလဲဆရာမိတာကိုမတိမီကမကြားချင်အောင်ဆောင်ပြီးယူသလိုအားသလိုလုံးနေတာမြင်တော့လွယ်ထဲမှာပါလာတဲ့ဆေးချိန်လုံးထုတ်ကာကျမ်းမြင့်ကိုရိုက်ချလိုက်ပြီး ငါကအကောင်းမင်းနေတာ우အမြန်ဖြေစမ်းမဟုတ်ရင်ငါဆေးချိန်လုံးကနေကြောပေါ်ရောက်သွားလိမ့်မယ်ဆရာကလေးသမမာနဲ့ပြောလိုက်တော့မှဘက်ခင်မီခေါင်းငိုက်ဆိုင်ကအရှိကိုလှည့်လာပြီးဆရာကနှမတော်ဘာများမေးချင်လို့ပါလဲအေးအခုတနင်္လာသမီးရဲ့ကိုမဝင်ရောက်ပူကတ်နေတာဘာတူလဲနှမတော်က မခိမေလည်းဆရာကိုတစ်ချက်မျက်ဆောင်ထိုးကကြည့်လိုက်ပြီးထမိန်ကိုစွန်တော်ဆွဲကမတက်ထားရက်လိုက်ပြီးတင်းချိုင်းဆောင်မဖဲဝါပဲဟိဆိုကအတန်နဲ့နဲ့ထဟော်တော့အနောက်မှာကြည့်နေတဲ့သူတွေအားလုံးထပြေးကြပါလိမ့်ရောငါနေ့ကိုအတန်ချိုချိုလေးနဲ့ပြောနေလို့အဟုတ်ကြီးမှတ်မနေနဲ့ဆရာယူရဲ့ဆရာပြစ်သူကလည်းသူ့ကိုလူတွေအရှိမပခံလေးစားလုံးနေရမြင်တော့ စိတ်မထိနိုင်ပဲလက်ထဲမှာကိုင်ထားတဲ့ကြိမ်နှုံးကိုကျမ်းမြင့်ပေါ်ခပ်ပြင်းပြင်းလေးရိုက်လိုက်ရင်ငါ့ကိုမာယာလေးလာပြီးတော့ထုတ်ပြမနေနဲ့အမှန်တိုင်းကိုပြောစမ်းင်းဘသူလဲဒီမလောက်လေးမလောက်စားဆရာတော့သိချင်နေပြီနဲ့တူလေငါဟဲ့မဖဲဝါမခစ်မီလဲရင်ကောင်းတန်နဲ့ကျုံဝပြီးဝစ်ထားတဲ့ထမင်းအောက်ဆောက်ကိုဆွဲပြီးပြောင်မြန်လန်ဝင်ဖို့အလုံးမှာဘေးမှာရှိနေတဲ့မိမတွေကကမန်းကရန်ဝင်ဆွဲရပါလိမ့်ရော ဟဲ့ဆရာယူနေငါเจ้าကိုသိစေရမယ်နေလို့ပညာမတော့တစ်ခေါက်နဲ့ငါ့ကိုအန်တုမယ်လေလားဒီရွာကလူတွေလည်းငါเจ้าကိုသိစေရမယ်ဟိမခိမေရဲ့ကျုံဝါတန်အစုံးမှာဆရာဖြစ်သူရဲ့မျက်နှာမှုံတုံသွားခဲ့ပြီးဆေးလွယ်ကိုကောက်လွယ်ကပြန်ချသွားခဲ့တယ်ဆရာဖြစ်သူပြန်သွားတာကိုမြင်တော့မခိမေက ထမိန်စွန်းအောင်ဆွဲကဒါအော်ဟိရေမော်ရင်အယုတ်ကျိုးပြက်လဲချသွားခဲ့တယ် ညာရွာတဲကိုမဖဲဝါကြီးအခေါင်းထမ်းပြီးဝဲရတယ်တဲ့ဟာနေကိုဘသူပြောလို့လဲနေညာကမကြောက်ဘူးလားတညာလုံးဥလိုက်တဲ့ခွေးကြီးဆိုတာကြက်သီးထစရာကြီးဝင်းထင်ကချက်ရက်ကိုမောတော့ခါသွေးပြက်နေတဲ့မျက်နှာနဲ့ပြောနေတဲ့ဆက်စုကိုမျက်မှောင်ကျုပ်ကကြည့်လိုက်ပြီးခွေးဥတိုင်းမဖဲဝါလာရင်လို့ပြောလို့ရမလားဟာဟာတကယ်ပါဆို မဖဲဝါကထမိန်အွာကြီးနဲ့ဝင်လာတာတဲ့လခွန်းနဲ့မှာပဲမင်းကိုဘယ်သူပြောတာလဲလို့မင်းကိုယ်တိုင်မြင်ခဲ့တာလားပြောငါတော့မြင်ဘောကွာဒါပေမဲ့တော်လိုက်တော့မင်းပစက်ကိုပိတ်ပြီးတော့တောက်စရာရှိတာကိုတောက်စားစရာရှိတာကိုစားထက်ပြီးတော့အရေးရှိနေရင်တော့ငါခါးကြမှာထိုးရတဲ့ကိုင်းဟုတ်တာမင်းအတွက်ဖြစ်သွားလိမ့်မယ်ဆက်စုလေဝင်းထိန်ရဲ့လက်ဆောက်ကိုတီးတဲ့အတွက် အတန်တိတ်ကငြိမ်နေလိုက်တယ်ခဏနေတော့အရက်လဲကုန်သွားတဲ့အတွက်ဆက်စုအိမ်ကနေဝင်းထိန်ပြန်လာခဲ့လိုက်တယ်ညကအတော်နဲ့နေပြီဖြစ်ပေမဲ့ဓာတ်ရောင်ကြောင့်ပဝင်းချင်းကိုကောင်းစွာမြင်နိုင်လောက်တဲ့အနေအထားဖြစ်နေခဲ့တယ်တိရက်တက်ခတ်ဒီပေါ်မှာရီလေးခိုးနေတဲ့နှင်းဆက်တီကဓာတ်ရောင်နဲ့ထီတော့စိန်ပွင့်နေအလားတစ်ဖက်ဖြက်တောက်ပနေကြတယ်ကျွာရီဘက်ကနေဆွဆွဲငင်ငင်ဦးလိုက်တဲ့ခွေးဥဒံကြောင့်ဝင်းထိန်တယောက်ကြိုးထဲမှာစိတ်ငင်နေဖြစ်သွားခဲ့ပြီး ဆက်စုပြောတဲ့စကားကနားထဲကိုဝင်လာခဲ့တယ်။ဒီကောင်ပေါက်ကြီးရတွေပြောနေရအောင်။ငါကဘာလို့စိတ်ကျဆွဲနေရလဲ။တယောက်တည်းစကားပြောရင်ခေါင်းခါရဲကဂျွာလမ်းမအတိုင်းဆက်လျှောက်လာခဲ့လိုက်တယ်။ဝင်းထိတ်အိမ်ကဂျွာနောက်ဖက်အစွန်သားကြတာမို့ဆက်စုအိမ်ကနေဆိုရင်15မိနစ်ခန့်လမ်းလျှောက်ရတဲ့အတွက်ခတ်တွေတွေနဲ့လျှောက်လာရင်နှာခေါင်းထဲမှာနန်းဟောင်လီတဲ့အနံတစ်ခုအပြင် ခလလန်းကနေလိုက်လာတဲ့ခြေတံတစ်ခုကိုပါကြားလိုက်ရတယ်။ ခြေတံကဝင်းထည့်ရက်လိုက်ရင်တိုက်ရက်သွားတယ်ဆက်သွားရင် အနောက်ကတိုက်လာပြန်ရောဒီလိုနဲ့ဝင်းထည့်တယောက်စောင်းနှဲဘက်မှာချွေတီတီကြလာခဲ့တယ်နောက်ဆုံးသိချင်စိတ်ကိုမထိန်ချုပ်နိုင်တော့ပဲအနောက်ကိုလက်ကြည့်လိုက်တာ ထမိန်အဝါရောင်ကိုရင်ကောင်းအထိတက်ဝစ်ပြီးသူ့အနောက်ကအပင်အနောက်မှာရက်နေတဲ့မိမတယောက်ကိုမြင်တော့ငယ်တန်ပေါင်းအော်ကတချို့ရဲ့ပြေးပါလေရော နောက်တနည်းကိုရောက်တော့ဝင်းထိန်အပြင်ဖျားပါလီရောတချွာလုံးကလည်းမဖဲဝဝင်လာပြီဆိုပြီးကြောက်နံတုံလောက်ကညနေနေဝင်ဒီရောရောက်တာနဲ့အိမ်တကားတွေကိုအကုန်ပိတ်မိမိခါအိတ်ကြပါလီရောမခင်မီကလည်းတရချားဆုတလို့မဖဲဝဝင်ဘူးတလို့အမေချမ်းပူးတလို့ဖြစ်နေတာဆိုတော့တချွာလုံးရဲ့အကြောက်တရားတွေကထိန်ချုပ်လို့မရအောင်ကြီးဆိုးနေခဲ့ကြတယ်မတန်ရင်ညကမဖဲဝကို မြင်လိုက်တယ်စပင်တွေက ဖားလျာကြီးချလို့ တတရီကမြေမုံလေးကနေတလို့မဲညစ်ပြီးတထွာလောက်ရှည်ကြနေတာအိမ်သာအနောက်ကတရက်ပင်အောက်ကနေသူ့ကိုလည်းရက်ခေါ်နေရမြင်ပြီးတတိလက်သွားလို့မြို့စင်းုံတင်လိုက်ရတယ်ဆိုတဲ့တတင်းကမနက်ပိုင်းအစမှတင်တချွာလုံးကိုပြန်သွားခဲ့တယ်မက်ခင်မီကလည်းတခါတလေညင်သွားလိုက်တခါတလေထားပေါက်လိုက်နေဖြစ်နေတော့ဒီဇယားဆရာကြီးနဲ့ပြတ်တာကုပေမဲ့ဆရာကိုနပန်းဝင်လုံးလို့လုံးတဏ္ဍာကားလုံးနဲ့ကောက်ထူရင် ကောက်ထူဖြစ်နေရကြောင် အားလုံးလက်လျှော့လိုက်ရပြီးဝင်ပူးတဲ့အချိန်ဆိုရင်ဘေးကနေထိုင်ကြည့်နေခဲ့ကြရတယ်။ဒီကြတဲ့မဖဲဝါပြဿနာကညာညဆိုရင် ပေါ်လာတတ်တော့ဆက်စုတယောက်အလောက်ကပြန်လာနဲ့အိမ်ပေါ်ကနေအိမ်ဟောက်ကိုမစင်းပြတော့ဘူး။တန်ကရင်ဖြစ်သူဝင်ထိန်ကလည်းဒီမကောင်းဖြစ်ပြီးကလေးကဆက်စုစီကိုမလာတော့တဲ့အတွက်အဖော်မဲ့ပြီးတယောက်တည်းတောက်လိုက်စားလိုက်အိတ်လိုက်နဲ့အချိန်ကုန်နေခဲ့သလိုတညာလုံးအိတ်ကောင်းချင်းမအိရတဲ့အတွက်မနှက်ဆိုရင်အရင်လိုအစောကြီးမထားနိုင်တော့ပဲ။ အလောက်ကိုနောက်ကျမှသာသွားနိုင်ခဲ့တယ်။ဆက်စုတယောက်ဒီနေ့လဲအိပ်ရထားတာနောက်ကျတဲ့အတွက်ပဆိုးကိုခက်တတူဝိခါလဲတဲ့ကိုဆင်းရတဲ့အချိန်သူ့ရဲ့လဲဆောင်တဲထဲမှာအနားယူနေကြတဲ့လူစင်းသုံးယောက်ကိုမြင်တွေ့လိုက်ရတယ်။ဆက်စုလည်းအနားကိုရောက်လို့ကြည့်လိုက်တော့တလက်ပိုင်းလူငယ်တွေကယောဂိဝိဆုံတွေဘာတွေဝတ်ထားတဲ့အတွက်ရွာကိုဆေးလာကူတဲ့သူတွေဖြစ်မယ်လို့တွေးလိုက်ပြီးပါလေဆေးကူဖို့ရောက်လာကြပြန်ပြီလားပြီးရင်ဟုတ်တာလည်းမဟုတ်ဘူး ကုန်ပြန်ပြေးကြတာကြီးပဲထိုကဲသူပြောကလဲထဲမှာရိတ်ထားတဲ့កောက်တိုင်းនេះကိုဝလုံးတစ်ချောင်းနဲ့ဖြန့်ပြီးစပားချွေကိုပြင်နေခဲ့တယ်ခဏနေတော့ရေငတ်လို့ရေတောက်ဖို့တက်လာတော့လူတော်ယောက်ကမပြန်သေးဘဲနဲ့ဆက်စုကိုပြုံးစစ်စစ်ကြည့်နေကြတာမြင်တော့အလဲငယ်စိတ်တူသွားခဲ့ပြီဘလို့လဲกว่าမင်းတို့ကငါ့ကိုကြည့်ပြီးတော့ပြုံးစစ်စစ်နဲ့ငါလူရှင်တော်ပုံပေါက်နေလို့လားမဟုတ်ပါဘူးဦးလေးရကျုပ်တို့ကိုတွေ့ရနေတယ် ဆေးလာကူတဲ့သူတွေဆိုတာတမ်းပြီးတော့သိနေလို့အံ့ဩနေရပါဟုတ်တယ်လေမင်းတို့လိုပဲအရှိမဒါကြားတဲ့ဆရာဆိုတဲ့သူတွေကလည်းဒါကစားကတော့ထိတ်တင်ဟန်နေနဲ့ပြီးလဲပြီးရောမျက်နှာရှိခောက်ချိုးနဲ့ပြေးကြတာကြီးပဲကွာဒါနဲ့ဦးလေးတို့ရွာမှာအဲ့လောက်ကျန်တဲ့ယောဂတွေရှိနေလို့လားဟေးမင်းတို့ကဆေးကူးဖို့လာတယ်လေပြောပြီးငါ့ကိုဘာလို့ပြန်မေးနေရလဲကျုပ်တို့ဆေးကူးဖို့ဆိုတာက နောက်တရွာကလူကိုပြောတာပါအခုဦးလေးတို့ရွာမှာလည်းဒီလိုပြဿနာတွေရှိနေတာဆိုတော့ကျုပ်တို့ကဝင်ပြီးတော့ကူညီပေးမလို့ပါအေးကွာမင်းတို့ပုံစံကြည့်ရတာအရင်ဆရာတွေလိုဟိတ်ရမရှိဘူးမင်းတို့ကုကျင်တပါဆိုလေငါခေါ်သွားပေးမယ်လေကြားပါလေဦးလေးရဲ့အလုပ်တွေပြီးမှကျုပ်တို့ကိုခေါ်သွားပေးပါဒါဖြင့်လေတဲထဲမှာစောင့်နေကြအောင်ငါအလုပ်လက်စားတက်ပြီးရနေခေါ်သွားပေးမယ် ဆက်စုလေအလုပ်တွေကိုအများဆုံးလက်ဆတ်တက်ပြီးလူငယ်၃ယောက်ကိုရွာထဲကိုခေါ်လာခဲ့လိုက်တယ်။ရွာထဲမရောက်ခင်လမ်းမှာတော့မင်းတို့ကူရမယ်သူကအတော်ကျန်းတာနော်။သူ့ကိုမဖဲပါကဝင်ပူးလိုက်။အမေချမ်းကဝင်ပူးလိုက်နဲ့ထိန်းကိုမရပါဘူးကွာ။ထိုကဲသူပြလိုက်တော့လူငယ်၃ယောက်ကတယောက်မျက်နှာကိုတယောက်ကြည့်လိုက်ပြီးခေါ်ရနောက်ကိုတိတ်ဆိတ်စွာလိုက်ပါလာခဲ့ကြတယ်။ရွာထဲရောက်တော့လူတွေစုယုံစုယုံဖြစ်နေတာကို အဝေးကနေလမ်းမြင်လိုက်ရတယ်ပြက်တနာကတော့စပြီဟိမင်းတို့လေကြည့်ကြလောက်ကြပေါ့ကွာဆဆုကလူငယ်၃ယောက်ကိုဒီတို့ကပြောလိုက်ရင်လူတွေစုပြုံနေတဲ့အိမ်ထဲကိုဝင်သွားခဲ့တယ်ခဏနေတော့မခင်မရဲ့အဖေကမင်းတို့ကြီးခွင်ပေးတယ်ကဲညောင်သီးလေစားဒီတက်လေနားထောင်ပြီးကူးကြပြီတော့ ထိုကဲ့သို့ပြောကတရက်ပင်အောက်မှာသွားထိုင်ပြီးအခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။လူငယ်၃ယောက်ကလည်းအိမ်မော်ကိုတက်သွားပြီးကြီးလိုက်တော့ခြိုက်ခွဲထားလို့တစားစီဖြစ်နေတဲ့ပကံဒီအပြင် ဖွာလန်ကျဲနေတဲ့အဝေးစားတွေကိုမြင်တော့အတန်အတင်သဘောပေါက်သွားခဲ့တယ်။ငါအိမ်ကိုဘသူတွေခေါ်လာပြန်ပြီလဲ။အိမ်ဘဝကိုကြိုးပေးပြီးတော့ထိုင်နေတဲ့မိန်းမရဲ့စကားကြောင့်လေကားတစ်ကနေတက်လာတဲ့လူငယ်၃ယောက်ထဲကမှ အလဲမာရက်နေတဲ့လူက ဘသူမှမဟုတ်ပါဘူးဒီကအမကြီးခန်းစားနေရတဲ့ယောဂကိုကြည်ပေးဖို့အကူညီတောင်းလို့လာကြည့်ပေးတာပါငါ့အောင်နေလို့ကြည့်စရာလည်းမလိုဘူးငါကဘာမှမဖြစ်ဘူးပြန်ကြတော့ဒီလိုတော့လည်းဘယ်ဟုတ်မလဲဗျာအတော်အရေးရှိတဲ့ကောင်းလူကြီးငါဒေါသကိုလာမစွာကြနဲ့ဟင်းဟင်းကဲကဲဒီလိုဆိုတော့လည်းကျုပ်တို့ပြန်လိုက်ပါအောင်မေနောက်ရက်တွေအခုလိုထပ်ပြီးတော့ဝင်ဘူးနေမယ်ဆိုရင်တော့ကျုပ်တို့အဆူမဆူပါနဲ့ လူငယ်တယောက်ကအိမ်ပေါ်မှာထိုင်တော့မထိုင်ဘဲနဲ့ပြန်ဆင်းလာတာမြင်တော့ကျွာသားကြီးကဒီလူတွေလည်းအရင်စရာတွေအတိုင်းပါပဲလားဆိုတဲ့သဘောနဲ့မင်းငေါ်ကြပါလိရောဘလို့လေကြုံပြောတာမှန်တယ်မဟုတ်လားသူ့မှာဝင်စည်းနေတာမဖဲဝါပဲခမ ्या ပြောတာမှားတယ်မှန်တယ်ဆိုတာမနေ့ပြန်ကြရင်ကျုပ်တို့အဖြေပေးပါမယ်အခုတော့လူနာကိုကုဖို့အတွက်လူဝတ်တဲ့စေဝါးတွေကိုပြင်ဆင်လိုက်ပါဦးမယ်ဟေး မင်းတို့ခုနက မနိုင်လို့ပြန်စင်းလာခဲ့တာမဟုတ်ဘူးလားမဟုတ်ပါဘူးကျို့တို့ကလူနာရဲ့အခြေအနေကိုအရင်လေးလာတဲ့သဘောပါဒါဆိုရင်မင်းတို့ကမနေ့ပြန်မှာစပြီးတော့ကုမပေါ့ဟုတ်ပါတယ်မနေ့ပြန်သူ့ကိုဝင်မစည်းရင်တော့ခေါ်သွင်းပြီးတော့အစွဲချုပ်ပေးပါမယ်ကြိုက်ပြီလေဒါဖြစ်ရင်ဒီညကျို့ရင်မှာပဲလာနေကြကျို့ကတကိုယ်တဲ့လူပြိုကြီးဆိုတော့နေလို့ရမှာပါ ဒါဖြစ်ရင်လည်းဦးလေးကိုအပူပေးမိပြီဗျာဆက်စုလည်းလူငယ်၃ယောက်ကိုခေါ်သွားပြီးတ냐တာတဲခုဝင်ပြုခဲ့တယ်နောက်တနေ့မနက်ကိုရောက်တော့ညကမဖဲဝါရွာထဲကိုဝင်မလာဘူးထင်တယ်ခွေးတွေဟောင်းလာတယ်မကြားဘူးနော်မဖဲဝါဟုတ်လား तू ကနေဘက်ရောညဘက်ပါတိုက်သွားနေရလားအာသူပြောတယ်မဖဲဝါကတကယ်အစ်စ်ကိုပြောတာညညတွေဆိုရင် တင်ញိုင်းကုန်းကနေထမိန်အဝါရောင်ကိုဝစ်ပြီးတော့ကျုပ်တို့ရွာထဲကိုလက်ပတ်သွားလာနေတာမဖြစ်နိုင်တာမဖဲဝါကရွာထဲကိုဝင်လို့မရတော့ပါဘူးဘာလို့မရရမှာလဲသူ့ကြောင့်ကျုပ်ရဲ့တငယ်ချင်းဆိုရင်တေလူမြေပါဖြစ်တဲ့အထီကိုဖျားသွားတာနောက်ပြီးတော့မတိုင်းအေးဆိုလေအခုမျိုးစေးရုံမှာစေးကူနေရတော့မေတကယ်ဘဖဲဝါကိစ္စကိုအသာထားပြီးတော့ရွာထဲကပြဿနာကိုအရင်ရှင်းဖို့အတွက် ဦးလေးရကျုပ်တို့ကိုအားကောင်းမောင်းတန်မိမကြီး၅ယောက်လောက်ရှာပေးစမ်းပါဗျာဟာရတာဗောကျုပ်ခေါ်လာခဲ့ပြီမေခင်မေကောင်းဖို့အတွက်ဆိုရင်ကျုပ်ကဘာမဆိုလုပ်ပေးဖို့အသင့်ပါပဲဗျာဟဲဟဲအချိန်နှဲငယ်ကြတော့ဝဝတုတ်တို့မိမ၅ယောက်ရောက်ချလာခဲ့တယ်ကဲကိုလူတွေရှာခိုင်းထားတဲ့လူတော့ရပြီလုံးစရာရှိတာလုံးကြပြီတော့လူငယ်၃ယောက်လည်းဆက်စုခေါ်လာတဲ့မိမတွေရဲ့လက်ဖွားပေါ်မှာ မင်းအနီရောင်နဲ့အဆက်သုံးသက်ကိုချပေးလိုက်ပြီးအကူဆိုရင်အတော်တို့နနာဘာဝတွေနှောက်ရက်လို့မရမယ့်အစီအရင်ကိုလုပ်ပေးထားတယ်ဒီအစီအရင်တွေနဲ့ကျုပ်တို့ကဘာလုပ်ရမှာတော့အတော်တို့ကကျုပ်တို့အမိန်ပေးတဲ့အခါဝင်ပူးနေတဲ့မိမကိုလှုပ်မရအောင်ချုပ်ထားပေးဖို့ပါပဲချုပ်ထားတဲ့အခါမှာလည်းကြောက်လန့်မှုမရှိအောင်ခြေမန်းတစ်ခွက်စီကြိုးပြီးတော့တိုက်ထားပေးပါမယ်ဟုတ်ပြီလေဆရာလေးတို့ကအာမခံတယ်ဆိုရင်ကူညီပေးပါမယ် ကဲတောက်ရည်ဒီကားတော်တွေကိုရေမန်းတစ်ခွက်စီလိုက်ပြီးတော့တိုက်ပစ်လိုက်ပါဦးလူငယ်စကားဆုံးမှာတုတ်တက်လက်လက်ရှိရန်တူတဲ့လူငယ်ကအသိပညာတဲ့ခွက်တဲကရေမန်းကိုလိုက်ပြီးတော့တိုက်ခဲ့တယ်အစီရင်တွေရောရေမန်းမှာတိုက်ထားတဲ့အတွက်မိမကြီး၅ယောက်ကအလွန်တကြွနေပြီးမခင်မေကိုဖမ်းချုပ်ဖို့နီလန်းတွေကိုအချင်းချင်းတိုက်မိနေခဲ့ကြတယ်နေ့လယ်နှစ်ချက်ထိုးလောက်ရောက်တော့မက်ခင်မီတောင်းကျမ်းပါလီကိုဒီတခါမှာတော့အတော်ကျမ်းပြီ ဖခင်ဖြစ်သူကိုပါအနေနဲ့ငါနဲ့ပြောတဲ့အထိဖြစ်လာခဲ့တယ်။လူငယ်၃ယောက်လည်းအခြေအနေကိုစောင့်ကြည့်ပြီးအကြမ်းဆုံးအချိန်မှာအိမ်ပေါ်အထိတက်လာပြီးဟေးတင်ကဘာအဆွဲလဲအမှန်ကိုပြောစမ်းတောင်ညက်နေတဲ့မခင်မီလေးလူငယ်ရဲ့အတန်ကိုကြတော့တမင်လည်းပြန်လက်ကြည့်လိုက်ပြီးနေတို့ကငါ့ကိုဘာလို့အမိန်ပေးနေရလဲငါဖတာပြောချင်ပြောမယ်မပြောချင်မပြောဘူး အဲဒီအစွဲကောင်တို့စကားကောင်းကောင်းပြောလို့မရဘူးထင်နေလူငယ်ရဲ့စကားကိုမခင်မီကမကြောက်ရွံ့တဲ့ဟန်နဲ့ငါလိုမိမကိုဒီလိုစမ်းလို့ရာယူလားကဲအနုနီးနဲ့မရရင်အကြမ်းကြီးသုံးမယ်အတင်းဆောင်နေတဲ့အတော်ကြီးတွေဒီအစွဲကောင်ကိုလှုပ်မရအောင်ချုပ်ထားလိုက်ကြပါလူငယ်ရဲ့စကားဆုံးမှာအိမ်ရောက်မှာအတင်းဆောင်နေတဲ့မိမကြီးတွေတက်လာပြီးဘက်ကင်မီကိုလှုပ်မရအောင်ဖမ်းချုပ်ထားလိုက်ကြတယ် ဘန်ခိမေလည်းစူးစားရုံကပ်ပြီးမဲ့အစီရင်အစွမ်းရေမန်းအစွမ်းနဲ့တမ်မာနေကြတဲ့မိမကြီးတွေရဲ့လက်ကနေလုံးအောင်မယုံနိုင်ခဲ့ဘူး။ကဲဖျားစီတရားစီတန်ငါစီဘိုးတော်တကြားမင်းရဲ့စီဂိုင်းတော်ရဲ့အာနာဇက်ပြင်တိုက်စီလူငယ်ရဲ့စကားအဆုံးမှာဘိမရက်နေရဲ့လူကလွယ်ထဲမှာဆက်ကူနဲ့ထုတ်ထားတဲ့ဆေးလုံးတွေကိုထုတ်ပြီးတော့ဗဇက်ထဲကိုထိုးထည့်လိုက်တယ် ွာစားစမ်းဒါဟာဘိုးတော်တရားမင်းနဲ့ငါတို့အင်းတော်ကြီးခိုင်းရဲ့အာဏာနဲ့တိုက်တဲ့စီဒီအာဏာကိုဘယ်သူမှ လုံဆန်း၍မရစီရလုံဆန်းခဲ့သည်ရှိတော်ပြာမုံမမကြံမဲလောင်ကျွမ်းစီသားလူငယ်ရဲ့ဟိတ်ဟန်ထမ်းမှန်ပြင်းနဲ့ပြောလိုက်တဲ့စကားကြောင့်ဝင်ပူးနေတဲ့အစွဲကောင်လည်းမနေတာတော့ပဲစေလုံးကိုဝါစားရပါလိမ့်ယောအမလေးပူလာကြည်လားငါပါဆက်တစ်ခုလုံးပူလောင်နေပါပြီ။ ငါ့ကိုဘာကြောင်ဒီလိုရက်ဆက်ရရလဲဟေးအစွဲကောင်တင်းဒီခန္ဓာကိုယ်ကနေထွက်မလားတောက်ထဲစိတ်တမျိုးသုံးရမလားမထွက်ဘူးမထွက်ဘူးနင်တို့အမိန်ပေးတိုင်းငါထွက်စီရလားအာအမလေးပူလာကြည့်ရဲ့ကဲဒီလောက်ဖြစ်နေတယ်အစွဲသုံးခွက်အင်းကိုပြချပြီးရားတဲ့ပြအောင်ဟောဒီကရေစင်းနဲ့ရောပြီးတော့မျက်လုံးကိုခတ်ဆန်းဘလောက်တောင်းမဲ့ပါစီအစွဲမထွက်မချင်း၂စက္ကန့်ကို တချိန်ခက်စီအာဆက်တယ်ဆက်တယ်မလုံးကြပါနဲ့တော့ငါထွက်ပါတော့မယ်ငါမနေနိုင်တော့ဘူးသွားပါတော့မယ်အေးအစကလေးကအခုလိုပြောရင်အသားမလာဘူးပေါ့ချက်ချင်းထွက်တော့နောက်ထပ်ဘယ်တော့မှဒီခန္ဓာကိုယ်ထဲကိုပြန်ပြီးတော့ဝင်မလာစီနဲ့လူငယ်ကစကားပြောရင်းနဲ့ကြမ်းမြင့်ကိုလဝါနဲ့ရိုက်ချလိုက်ရာမက်ခိမီတရားကိုကရုံးကင်းနေဖြစ်ပြီးချုပ်ထားတဲ့မိမကြီးတွေရဲ့လက်ထဲမှာပျော့ခွေသွားခဲ့တယ် ခဏကြာတော့သတိပြန်ရလာပြီဟဲမမတေမမကျူတို့ဘယ်လိုလုပ်ပြီးရောအိမ်ပေါ်ရောက်နေကြရလဲဒီကလူတွေကရောဘသူတွေလဲခင်မေနင်သတိရလာပြီလားဒီကားစရာတွေကနင်းကူမှာပုတ်ကတ်နေတဲ့အစွဲကောင်ကိုထုတ်ပေးတဲ့သူတွေပေါ့အမြန်ကျေးဇူးတင်လိုက်လေကျေးဇူးတင်ပါတယ်ရှင်တင်မမှာဒီကားစရာလေးတို့ပေးတဲ့အသက်ပဲရှိပါတော့တယ်ရှားပါတယ်ဗျာဒါနဲ့ကျွန်တော်တို့မရှိတဲ့အချိန်ဝင်ပုတ်ကတ်ခဲ့ရင်လေ အခုပေးထားတဲ့ဈေးကိုပဲမထွက်မချင်းခတ်ပြီးပါစိတ်ချစရာလေးအတော်တို့တေချာလုပ်ပေးမယ်လူငယ်လေးမခိမေကိုရေမှန်းအနှဲငယ်တိုက်ပြီးခန္ဓာကိုယ်ထဲမှာပိတ်နေတဲ့သွေးကြောလူကြောတွေကို ဖွင့်ပေးခဲ့ပြီးတစုံတရာဝင်ပူးခြင်းတလို့လို့ဖြစ်လာရင်တောက်ဖို့ဈေးအချို့ကို ပေးရခါရွာကနေပြန်ထွက်သွားခဲ့ကြတယ်ကစင်းဥပေါ်မှာရှောင်းနေရင်ဘေးမှာပါလာတဲ့လူငယ်ကဆရာအစွဲကူသွားတဲ့ပုံစံကနည်းနည်းထူးဆန်းနေတယ် ။ဘာများထူးဆန်းလို့လဲပြောပါဦး။ဆရာဒီတစ်ခါအင်းစမတွေမတုံးမဲမျက်စင်းခတ်စီနဲ့စားစည်းကိုတုံးသွားလို့အာအသင့်နေရပါ။ဟာဟာ။မင်းတို့အဲ့ဒီအိမ်ပေါ်ကိုရောက်တော့သူ့ကိုမှဝင်ပူးကတ်နေတဲ့အစွဲကိုမြင်ရလား။ဟင်းဟင်းကျွန်တော်တို့မမြင်ရဘူး။အဲ့ဒါပဲ။မင်းတို့မမြင်ရတလို့ငါလည်းမမြင်ရဘူး။ဒါကြောင့်အိမ်ပေါ်ကိုစတက်တဲ့အချိန်စိတ်ထဲကနေအမိန်ပေးပြီးဖះကိုဥတိုက်ခိုင်းတာ။ သူကငါအမိန်ပေးတာကိုတော့မသိဘူးဆိုတော့သူ့ကိုယ်ထဲမှာဘာအစွဲမှမရှိလို့ပေါ့ဒါဆိုရင်အဲ့ဒီအမျိုးသမီးကဟုတ်တယ်မိန်းကလေးတွေရဲ့သဘောတဘာဝအရာစိတ်ထဲမှာမျိုးသိမှုတွေများလာတဲ့အခါတနည်းမှာပောက်ခွဲထွက်တတ်ကြတယ်ရှင်းရှင်းလင်းလင်းသိရအောင်ပြောရရင်တော့ခဏတာယူသူချင်းတမျိုးပဲပေါ့ဒီလိုယောဂမျိုးကသွေးလေးမမှန်ရင်လည်းဖြစ်တတ်တယ်။အော်ဒါကြောင့် အရင်ဆရာတွေမကူးနိုင်ပဲထွက်ပြေးရတာကိုတိတ်သေးချတာပေါ့ဒီလိုဖြစ်ရမျိုးနဲ့ကြုံတဲ့အခါပညာစွမ်းမယ်ရှိပြီးမပါနဲ့တဲ့ဆရာတွေအချက်တကွဲဖြစ်ပြီးသားမှတ်ပြီးတော့ဒါကြောင့်အထက်လန်းဆရာကြီးတွေကရေစင်ရေမန်းကို စနစ်တကျအတုံးချရမယ်လို့မှားထားခဲ့တာမင်းတို့နားလဲအောင် ပြောရရင်ဘယောကအစ်စ်အမန်းဆိုရင်ရေစင်တစ်စက်ကိုသူမသိအောင်တောက်လိုက်ုံနဲ့ဖက်ဖြက်လူအော်ဟစ်နေရမယ် ဒါမှဘယောကအစ်စ်လို့ခေါ်တာဒီဖြစ်ရကတကယ်ကိုအကျိုးရှိစေခဲ့တာပဲဒါနဲ့ဆရာတုံးခဲ့တဲ့ဆေးလုံးနဲ့ပြင်းစင်းခတ်စီဆိုတာကငါတို့တဲတဲ့အိမ်အနောက်မှာစိုက်ထားတဲ့ငရုတ်သီးတွေကိုစားနဲ့ရောထောင်းအချောက်ခံပြီးဆေးလုံးလို့လှုပ်ထားတာမျက်စင်းခတ်စီကတော့စားရည်ကြီးပေါ့ကွာဟာဟာဒါဆိုရင်ဟိုမိမကြီးကငရုတ်သီးစားတော့နဲ့ စားရည်ကြီးဆိုတဲ့ဆေးကိုကြောက်သွားတာပေါ့အဲ့လိုပဲပြောရတော့မယ်ဆရာတပည့်တွေစကားတပည့်ပြောနေရှောက်လာရင်တေကိုင်းကြောင့်တခုနဲ့ပိုင်ရန်စော်ကစားနေတဲ့အယူမလေးတယောက်ကိုမြင်လိုက်ရတယ်ဂျိုးညိနောင်ထန်တောင်းပင်ကအေးဒီစားသားပြီးတော့ပါပါလေဩတိပီတိပီတပင်ကိုနှစ်ပင်ရှက်တယ်အေးမဟုတ်သေးပါဘူးအာစိတ်တွေရှုပ်လာပြီမသိတော့ဘူးသွားကစားတော့မယ် ထမင်းဝါရောင်အဆုတ်ကိုရင်ကောင်းအထိဝတ်ထားပြီးခြေတက်ထက်ဖုံတက်ထက်ကပ်နေတဲ့ဇပင်ထူထူကိုခါရင်ကထွက်ပြေးသွားတဲ့အယူမလေးကိုကြည့်ပြီးရောင်လုံးထုံးထားတဲ့လူငယ်ကတချွာလုံးကိုပတ်ပြီးတော့မှွေသွားခဲ့တာသူကိုထိုကဲ့သို့ဒီလိုရေကိုလိုက်တဲ့အချိန်အမင်းအာယုံထဲမှာအเจ้าဟင်အားအချို့ရိတ်ခင်နဲ့ရိတ်ခင်နဲ့ပေါ်လာခဲ့ပြီးတဲ့အချိန်မှာတော့ခြေလန်းတွေကအယူမလေးသွားတဲ့စီကိုဥတီနေပါလေဒီအယူမလေးကဘာတူလဲဘာကြောင့် ီဘဝရောက်နေရလေအောင်မြတ်တာကဘာတွေမြင်ခဲ့တာလဲဆိုတာကိုတော့အောင်မြတ်တာနဲ့မေမေရဲ့တောင်းဆိုတဲ့နောက်လာမဲ့ဇလန်းမှာဆက်လက်နားဆင်ပေးကြပါအောင်ခင်ဗျာစာရေးဆရာဇေနာရမညာရဲ့အောင်မြတ်တာနဲ့ပုရုဇဉ်အစွဲဆိုတဲ့ဂမ်ဘီယာဇလန်းလီကတော့ဒီမာရီမဲပြီးဆုံးသွားခဲ့ပါပြီခင်ဗျာ။